မင်္ဂလာပါ theology တလို့ဆိုင် morning devotion season ကနေကြိုဆိုပါရစေ။ဖျားသခင်ဖန်ဆင်းတဲ့ဒီနေ့ရက်တင်မှာလေဖျားသခင်ထံကလာတဲ့ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းတွေနဲ့ရှင်လန်အားပေးပြီးဘုန်းတော်ကိုထင်ရှားစေတဲ့သူများဖြစ်ကြပါစေ။ခဏလောက်ဒီချိန်မှာဖျားသခင်နဲ့အယုံပြုပြီးဆုတောင်းကြရအောင်။ကောင်းကင်မြေကြီးဖန်ဆင်းတော်မူသောအရှင်ဖျားသခင်ကိုရှင်ရှိတော်သို့တူဝင်ခွင့်ပေးသောကြောင့်ယေရှုတင်ပါရစေ။ကိုရှင်ကိုမျှော်လင့်အားပြုခွင့်ရနေသောကြောင့်ယေရှုတင်ပါရစေ။ ဒေါကရိုင်းနဲ့ဖြစ်နေသောအရာတို့သည်ပင်ပန်းခက်ခဲနာကျင်စရာမျောလင်းချက်အကုန်ဆုံးစရာဖြစ်တော်လေသာဝရတိရှိသောကိုရရှင်အနန္တကိုရရှင်ကိုရရှင်အားခိုလုံအာဂုကွင်ပြီးသောကြောင့်ကျေးဇူးတင်ပါတယ်ဒီနေ့မှာလည်းကိုရရှင်ကိုရတိုင်းခွန်အားဖြည့်လျက်ကိုရရှင်အလိုလိုရှိသည့်အတိုင်းအရာရာကိုအောင်မြင်ကျော်လွှားနိုင်စေဖို့ရန်အတွက်ကောင်းချီးပေးတော်မူပါမဆာတော်မူပါလမ်းပြတော်မူပါကျေးဇူးတင်ရင်လည်းတပါတော်တော်တခင်ယေရှုနာမ၌အစာပြုပါ၏အာမင် ကျွန်တော်ဒီနေ့မှာတော့ရှင်ပေတရုဩဝါဒစာပထမဆုံးခန်းကြီး၄အငယ်9ကနေအငယ်10ကိုဖတ်ရှုစင်ခြင်းနှလုံးသွင်းမှာဖြစ်ပါတယ်။ရှင်ပေတရုဩဝါဒစာပထမဆုံးခန်းကြီး၄အငယ်9ကနေအငယ်10ခတ်သိန်းသောမှုရာတို့သည်အဆုံးသို့ရောက်လူသည်ဖြစ်သောကြောင့်တမာတတိရှိကြလော။ဆူတောင်းခြင်းအလိုငါစောင့်နေကြလော။အခြားသော အမှုရာထက်မက အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာရှိကြလော။ ချစ်ချင်းမေတ္တာသည်များစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်၏မိတမ်းချင်းမရှိဘဲအချင်းချင်းဧည့်သည်ဝတ်ကိုပြုကြလော့။ဓမ္မကျမ်းစာအဖြစ်ဖျားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာတင့်အပေါ်မှာရှိပါစေ။လက်ရှိအချိန်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားများအနေနဲ့ပြင်းစွာဝေဒနာခံစားနေကြရတဲ့အချိန်ဖြစ်ပါတယ်။ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ဖျားသခင်အဖြစ်တက်တာရရနိုင်စေဖို့ရန်အတွက်လည်းဆုတောင်းပေးပါရစေ။တန်ရှင်သောဝိညာဉ်တော်ဖျားကပေးတဲ့ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းတွင်လည်း အခုလိုခက်ခဲတဲ့ကာလကိုအောင်မြင်စွာအလိုတော်တိုင်းရင်ဆိုင်ဖြစ်တန်ကြော်လွားနိုင်ကြပါစေ။တမချန်းသာမှာခသိန်းသောအမှုရာတို့သည်အဆုံးသို့ရောက်လူသည် ဖြစ်သောကြောင့်လို့ပြောပါတယ်။အဆုံးသို့ရောက်တယ်ဆိုတဲ့စကားလုံးကိုတခါတည်းရန်ကျွန်တော်တို့အမင်္ဂလာစကားလိုလို အနှုတ်လက္ခဏာစကားလိုလို ထင်မိတတ်ကြပါတယ်။တကယ်တမ်းတော့ဒီစကားကကျွန်တော်တို့အတွက်သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ကိုဝန်ဆောင်မိခင်တွေအတွက်ကိုဝန်ဆောင်ကာလကုန်ဆုံးပြီးမိဖွားတန့်စင်တော့မယ့်အချိန် ရောက်တော့မယ်ဆိုတဲ့သတင်းစကားမျိုးဖြစ်ပါတယ်။ကြောင်းတက်နေတဲ့ចောင်းသားတယောက်အတွက်ဘွဲယူဖို့ရန်အချိန်ကာလရောက်တော့မယ်ဆိုတဲ့သတင်းစကားမျိုးဖြစ်ပါတယ်။နေမကောင်းဖြစ်လို့ဆေးတောက်နေရတဲ့လူနာတယောက်အတွက်တောက်ရမယ်ဆေး course ပြီးတော့မယ်ကုန်တော့မယ်ဆေးဆက်ပြီးတောက်စရာမလိုတော့ဘူးဆိုတဲ့သတင်းစကားမျိုးဖြစ်ပါတယ်။ပြေးနေတဲ့အပြေးသမားတယောက်အတွက်ပန်းနိုင်ကိုရောက်တော့မယ်လို့အတိပေးနေတဲ့သတင်းစကားဖြစ်ပါတယ်။ကိုဝန်ဆောင်ရှင်အဆုံးသက်မိဖွားတန့်စင်ကာနီမှာနာကျင်ကကဲမှုတွေကပိုများလာတတ်တယ်လို့ ကျောင်းသားတယောက်အတွက်လည်းပွဲယူကဏ္ဍစာမေးပွဲဖြေရတဲ့အချိန်ကခက်ခဲပင်ပန်းမှုတွေပိုပြီးများတတ်သလိုပြေးနေတဲ့အပြေသမားတယောက်အတွက်လည်းပန်းတန်ရောက်ခန့်ဤလေးပိုပြီးပင်ပန်းလေးဖြစ်တတ်ပါတယ်။တမချန်းစာကသတိပေးနေတာကတော့အဲ့ဒီခက်ခဲခြင်းတွေနာကျင်ခြင်းတွေပူလောင်ခြင်းတွေရှိနေပေမဲ့ဒါတွေအလုံးအဆုံးသက်ကိုရောက်လို့နေပြီလို့သတိပေးနေပါတယ်။ခက်ခဲခြင်းတွေနာကျင်ခြင်းတွေပူလောင်ခြင်းတွေကအမြဲတမ်းထာဝရမပြတ်တမ်းဆက်ပြီးတည်ရှိသွားမယ့်အရာတွေမဟုတ်ပါဘူး။ အဆုံးသက်ကိုရောက်လူနေပြီဖြစ်ပါတယ်။ကဘာကြီးထဲမှာရှိတဲ့ပျက်စီးတတ်ခြင်းတွေအနေဆသဘောတွေယောဂဝေဒနာတွေမတရားမှုတွေအားလုံးကိုဖရာသခင် အဆုံးသက်ပေးမဲ့နေ့ရက်ရောက်လူနေပါပြီ။ဒါကအခုအချိန်မှာသတိကပ်ထားရမယ့်သမာတရားဖြစ်ပါတယ်။ခုကြုံတွေ့နေရတဲ့ပြဿနာအခက်အခဲတွေလည်းဒီနေ့တော့အဆုံးသက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်သမာကျမ်းစာကသတိပေးပါတယ်။ပြီးတော့မယ်အနေဆသဘောတွေအကုန်လုံးအနေဆရောက်ပြီး အဆုံးသတ်တဲ့အချိန်ရောက်တော့မယ်။ဒါကြောင့်ဒီမှာသတိရှိပါ။တခါတလေမြန်မာနိုင်ငံသားတဦးအနေနဲ့ခံစားမိတာကတော့ဒုက္ခတွေကပြီးရောပြီးအောင်မလားဆိုပြီးခံစားမိပါတယ်။တမာကျန်းစာအဖြေကတော့အဆုံးသို့ရောက်လူနေပြီလို့ဖြစ်ပါတယ်။တမာတရားကပေးတဲ့ဒီတမာသတိရှိချဖို့လိုပါတယ်။ပြီးတဲ့ကဒီလိုအဆုံးသက်နီးလေးလေးလှုပ်ဖို့အရေးကြီးလေးလေးအရာတွေကတော့စူတောင်းခြင်းအလုံးကစောင့်ကြည့်ဖို့ဖြစ်ပါတယ်။ စူတောင်းခြင်းနဲ့တယောက်ကိုတယောက်ဆောင်းလျှောက်ကူညီပါလို့တမချန်းစာကတတိပေးပါတယ်။ပြီးတဲ့အခါအခြားသော အမှုအရာထက်မကချစ်ချင်းမေတ္တာရှိကြလောလို့တတိပေးထားပါတယ်။ပြီးတဲ့အခါမိတန်းခြင်းမရှိဘဲဧည့်သည်ဝတ်ကိုပြုကြလောလို့လည်းလမ်းညွှန်ပြထားပါတယ်။ဒီအရာတွေကို အသေးစိတ်တော့မရှင်းပြတော့ပါဘူး။အဆုံးသို့ရောက်လူပြီးဖြစ်တဲ့အတွက်တမသတိရှိပါ။စူတောင်းပြီးဆောင်းလျှောက်ကြပါ။ ချစ်ချင်းမေတ္တာကိုအဓိကထားကြပါမိတန်းချင်းမရှိဘဲဧည့်သည်ဝတ်ကိုပြုကြပါလို့တမန်တရားကသွန်သင်ထားတယ်ဆိုတာအထူးတတိယမှတ်သားစေချင်ပါတယ်နံပါတ်၁တမန်တတိရှိပါအဆုံးကိုရောက်တော့မှာဖြစ်ပါတယ်နံပါတ်၂စူတောင်းပြီးတယောက်ကိုတယောက်စောင့်ရှောက်ပါနံပါတ်၃ချစ်ချင်းမေတ္တာ အားကြီးဖို့လိုတယ်နံပါတ်၄မိတန်းချင်းမရှိဘဲဧည့်သည်ဝတ်ကိုပြုဖို့တမန်တရားကနှိုးစော်သွန်သင်ထားပါတယ် ဒါကြောင့်ဒီချိန်ကာလမှာအထူးသဖြင့်တော့အယောက်စီတန်းကိုဒီကနေ့မှာတမတရားကိုသတိရမှတ်သားစေချင်တာကတော့ဒီခက်ခဲရကာလတွေမှာတမသတိမပြောက်သွားဖို့လိုပါတယ်။တမတရားကပေးတဲ့သတိကိုဆွဲကပ်နေဖို့ရန်သတိပေးပါတယ်။ဆူတောင်းပေးဖို့ရန်သတိပေးပါတယ်။ချစ်ချင်းမေတ္တာနဲ့မာစာခြင်းဧည့်သည်ဝိကိုပြုခြင်းတွေကိုပြုဖို့ရန်သတိပေးပါတယ်။ဒါကြောင့်ကျွန်တော်တို့အယောက်စီတန်းလည်းတမသတိရှိ၍ဆူတောင်းပေးပြီး ချစ်ချင်းမေတ္တာနဲ့ဧည့်သည်ဘုကို ပြုရင်းနဲ့ဒီခက်ခဲရာကာလကိုအောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ဘုရားသခင်ကူညီမာစားပါစေခဏလောက်ဆုတောင်းကြရအောင်အဖဘုရားသခင်အဖဘုရားသခင် ကိုရရှင်ဒီကောင်းမြတ်တော်ဘုရားအကောင်းဆုံးကိုပြင်ဆင်ပြီးတော်ဘုရားပြကြောင်းယုံကြည်ဝန်ခံပါတယ်ဒီနေ့ပင်မခက်ခဲရခြင်းများများစွာရှိတော်လဲ ဒီအရာများအလွန်မှာကိုရရှင်ဒီအကောင်းဆုံးပြင်ဆင်ပေးထားကြောင်းကိုယုံကြည်မျှော်လင့်ပါ၏။နာကျင်ခက်ခဲနေသည့်အခါမှာမျှော်လင့်ခြင်းများလည်းဆုံး လူနိပါဖြစ်ပါလေ။ဒါကြောင့်ကိုရရှင်ကိုရရန်တန်ရှင်သောဝိညာဉ်တော်အားဖြင့် ထူးခြားစွာကိုရရှင်ကိုရရန်ကျွန်တော်တို့ကို မျှော်လင့်ခြင်းနှင့်ဖြည့်တော်မူပါ။ယုံကြည်ခြင်း၌ခိုင်မာစေတော်မူပါ။ချစ်ခြင်းမေတ္တာနှင့်ကြွယ်ဝစေတော်မူပါဗျာ။ ယေရှုတင်လေတပါးတော်တာရသခင်ယေရှုနာမနဲ့ဆုတောင်းစကားအနံပါတယ်ပါပြသခင်အာမင်